မင်္ဂလာပါရှင်ခုချိန်ကစပြီးတော့ဧပြီလ22ရက်နေ့တနင်္လာနေ့ညနေပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မဟာအမီပါ ရှမ်းမြောက်ဒေသကလာရှိုမျိုးတော်ခမ်းမရှိမှာတော့ဒီနေ့အစလိုမြန်မာနိုင်ငံတော်အလံကိုပဲပြန်ပြီးတော့လွှင့်ထူထားတာကိုတွေ့ရတယ်လို့မျိုးကန်တွေကပြောပါတယ်။အရင်ကလွှင့်ထူထားခဲ့တဲ့ကိုကန်တက်မတော် MNDAA ရဲ့အလံကိုဧပြီလ22ရက်နေ့မှာပြန်လည်ဖြုတ်ချခဲ့ပြီးတော့မြန်မာနိုင်ငံအလံပဲကြန့်ရှိတော့တာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီကိုလာရှိုမျိုးပြန်လည်အနံ့ရေးတရုတ်ဘက်ကဂျားဝင်ပြီးတော့ဖိအားပေးခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးဂျားဝင်ဖိအားပေးမှုရဲ့နောက်မှာတော့ ကန်တက် MNDAA နဲ့စစ်ကောင်စီကတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက်မှာတော့လာရှိုမျိုးပေါ်ကရက်ွက်တွေကိုစစ်ကောင်စီလက်ထဲကိုကန်တက်ကပြန်ပြီးတော့အပ်ပေးလိုက်ရပါတယ်။လာရှိုကိုတရုတ်အကူအညီနဲ့ပြန်ပြီးတော့ယူလိုက်တဲ့စစ်ကောင်စီတက်နဲ့လောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေဟာမျိုးရဲကိုပြန်ဝင်နေကြပြီဖြစ်ပါတယ်။ ကရင်မျိုးသားအစည်းအရုံး KNU ရဲ့နယ်မြေတွေထဲမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ဒီရက်ပိုင်းထဲမှာပဲဖြူဟာစခန်းတစ်ခုနဲ့နယ်ဆက်စခန်းတစ်ခုကိုသိမ်းပိုက်လိုက်ပါတယ်။ဖြူဟာစခန်းသိမ်းတိုက်ပွဲထဲမှာတော့စစ်ကောင်စီရဲ့ဖြူဟာမူတရောက်ကိုအသေးဖမ်းမိခဲ့တယ်လို့ KNU ကပြောပါတယ်။သိမ်းပိုက်လိုက်တဲ့ဖြူဟာစခန်းကတော့ဗိတ်တဝဲခရိုင်တဲကထိုင်းနယ်ဆက်လမ်းကြောင်းဖြစ်တဲ့ ठी ခီမြစ်တာလမ်းကြောင်းပေါ်ကထိထားဖြူဟာစခန်းပဲဖြစ်ပါတယ်။ဒါဟာ KNU တပ်မဟာလေးနယ်မြေထဲမှာ ပထမဆုံးဖြူဟာကုန်း ံးတစ်ခုကိုသိမ်းပိုက်လိုက်နိုင်တာလည်းဖြစ်ပါတယ်။စခန်းသိမ်းတိုက်ပွဲထဲမှာတော့ဗျူဟာမှုကိုဖမ်းမိခဲ့ပေမဲ့အနည်းပေးမဲ့ပုံစံမျိုးတွေ့ရတဲ့အတွက်အဆောင်ရဲဘော်တွေကပြစ်တက်ခဲ့ရတာဖြစ်တယ်လို့ KNU ကဆိုပါတယ်။တမခွနစ်နေမြေထဲမှာတော့ထိုင်းနယ်စပ်နဲ့တမိုင်ခွဲလောက်ဝေးတဲ့မော်ဖာသူစခန်းကိုလည်းဧပြီလ16ရက်နေ့မှာ KNU နဲ့ပူးပေါင်းအဖွဲ့တွေကသိမ်းပိုက်ရရှိခဲ့ပါတယ်။ဒီစခန်းသိမ်းတိုက်ပွဲထဲမှာတော့ KNU ဘက်ကလက်နက်ခဲယမ်းတွေအများပြားကိုလည်းရရှိခဲ့ပါတယ်။ KNU တပ်မဟာ 6ကော့ဂရိတ်နဲ့ဂျုံတိုးအာရှလမ်းမကြီးနားမှာတော့ KNU နဲ့စစ်ကောင်စီတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်နေတဲ့အတွက်အရတားထိခိုက်သေးဆုံးမှုတွေလည်းရှိနေပါတယ်။ကချင်ပြည်ဝိုင်းမော်မြို့နယ် မုတ်လွဲရွာအကျော်မှာရှိတဲ့ဂိတ်နာကအိမ်တအိမ်မှာတော့လက်နက်ကြီးကြီးကြပ်ရောက်ပောက်ကွဲခဲ့လို့အရက်သား၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဧပြီလ20ရက်နေ့ညနေ6နာရီလောက်မှာလက်နက်ကြီးကြီးကြပ်ရောက်ပောက်ကွဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။မုံညင်းမြို့နယ်ဘက်မှာတော့ဟိုပင်မြို့မှာရဲစခန်းကိုဧပြီလ20ရက်နေ့ညမှာလက်နက်ကင်အဖွဲ့တစ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့လို့နာယီဝက်အကြတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲထဲမှာရဲတပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပေမဲ့တိကျအတည်ပြုချက် ချက်တော့မရသေးပါဘူး။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ထဲကရွာတွေကိုတော့စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေ၃ရက်ဆက်တိုက်လုပ်ခဲ့လို့ကလေးတွေအပါဝင်အရက်သား30နီးပါးထိမှန်တေဆုံးခဲ့ကြပါတယ်။ဧပြီလ18ရက်နေ့19ရက်နေ့နဲ့20ရက်နေ့တွေမှာမိထီလာဘက်ကတက်လာတဲ့ Jet Fighter အပြင်တရားဥဘက်ကနေတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုကို တရက်ကို နှစ်ကြိမ်လောက်စီလုပ်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အရက်သားထိခိုက်တေဆုံးမှုဒဏ်ရာရရှိမှုနဲ့ ြက်စည်းတွေကိုတော့တပိတ်ချင်းမျိုးနဲ့ပကဖအဖွဲ့ကဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။ အခုဆက်ပြီးကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကမ္ဘာအကြီးဆုံးစီးပွားရေးထိတ်တန့်နိုင်ငံနှစ်ခုဖြစ်တဲ့အမေရိကန်နဲ့တရုတ်တို့ရဲ့ကုန်သွယ်ရေးစစ်ပွဲအရှိန်ဟာမြင့်လာပြီးတခြားနိုင်ငံတွေပါပါဝင်တက်ရောက်လာမယ့်အလားအလာတွေဖြစ်ပေါ်လာတဲ့အချိန်မှာတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်အောင်အမေရိကန်ကိုမျက်နှာလိုမျက်နှာရလှုပ်တဲ့နိုင်ငံတွေကို လက်တုံ့ပြန်သွားမယ်လို့တရုတ်ကသတိပေးလိုက်ပါတယ်။ အမေရိကန်ရဲ့ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရဖို့အတွက်တရုတ်နဲ့ကုန်သွယ်မှုတွေကန့်သက်ဖို့နိုင်ငံတကာအစိုးရတွေကိုအမေရိကန်ကဖိအားပေးမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာပဲတရုတ်ဘက်ကဒီလိုမျိုးပြောဆိုချက်ထွက်လာတာပါ တရုတ်နိုင်ငံပီကင်းမြို့တော်ရဲ့စားတောက်ဆိုင်တွေမှာတော့ကုံသွဲစစ်ပွဲရဲ့ခရက်ကြအခုခါမှာအမေရိကကတင်သွင်းတဲ့အမေသားကင်ကိုဆိုင်တွေမှာမာစားလို့မရတော့ဘူးလို့ဆိုကြပါတယ်အခွန်တွေအစမတန်မြင့်လာတာကြောင့်ဈေးတွေတက်သွားတဲ့အတွက်ဆိုင်တွေကအဲ့ဒီမီနူးကိုမရောင်းနိုင်တော့တာလို့ဆိုကြပါတယ် ရိုမန်ကက်သလစ်ဘာသာဝင်တို့ရဲ့အုတ်ရှောင်းအသက်88နှစ်အရွယ်ပုပ်ယဟန်မင်းကြီးဖရန်စစ်ဟာဒီကနေ့မနက်ပိုင်းမှာပဲခရစ်တော်နဲ့အိပ်ပျော်သွားခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးကဧပြီလ22ရက်နေ့မနက်9:35မိနစ်မှာခရစ်တော်နဲ့အိပ်ပျော်သွားတာဖြစ်တယ်လို့ဗာတီကန်စီးတီးကပြောရေးဆိုခွင့်ရှိသူကဗီဒီယိုကြေညာချက်မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပုတ်ယဟန်မင်းကြီးဖရန်စစ်ဟာပထမဆုံးလက်တင်အမေရိကတိုက်ကပုတ်ယဟန်မင်းကြီးဖြစ်ပြီးတော့နှိမ့်ချပြီးစင်းသားတွေအတွက်အလွန်စိုးရိမ်ပူပန်တက်တဲ့သူလို့ထင်ရှားပါတယ်။ငယ်စဉ်ကတည်းကအဆုတ်တချမ်းထုတ်ထားရတဲ့ပုတ်ယဟန်မင်းကြီးဖရန်စစ်ဟာနာတာရှည်အဆုတ်ရောဂါကြောင့်ဖေဖော်ဝါရီလ18ရက်နေ့ကတည်းကဆေးရုံတက်နေခဲ့ရပြီးမကြသေးခင်ကပဲအနေငယ်တက်တာလာရကနေအခုခါမှာတော့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ချင်းမိုင်မြို့မှာတော့မကြသေးခင်ကကမ္ဘာစံချိန်ချိုးသွားခဲ့တဲ့ကပွဲတစ်ခုကိုကျင်းပခဲ့ကြပါဗျာ။ နွန်ဘူရီတီရီနက်ခွန်ပင်ချင်းမိုင်မြို့929နှစ်မြောက်အခမ်းအနားမှာကားချီသေးပေါင်း9000ကျော်နဲ့လက်သေးရှိအကကိုကပြခဲ့ကြတာဖြစ်ပါရယ်ဧပြီလ19ရက်နေ့ကပြုလုပ်တဲ့နှစ်ပတ်လည်ပွဲမှာအကကို အပိုင်းနှစ်ပိုင်းခွဲပြီးတော့ကပြခဲ့ကြပါရယ်ပထမပိုင်းကတော့လန်နန်နေပြီးတော့ကိုတီထောင်ခဲ့တဲ့နောင်တော်မျိုးဆက်တွေကိုချီကျူးပူဇော်ကပြတာဖြစ်ပြီးဒုတိယပိုင်း15မိနစ်ကတော့ဂင်းနစ်ကမ္ဘာစံချိန်တရယဝင်ရယူမှုအတွက်ကပြခဲ့ကြတာ ပဲဖြစ်ပါတယ်တဲ့ရင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကမြန်မာစံတော်ချိန်ည၈နာရီအချိန်မှာညနေပိုင်းရုပ်တံသတင်းအစီအစဉ်ကိုထုတ်လွှင့်သွားတာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။